တနေ့ကနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်ကနေ14ရက်နေ့အတွင်းမှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွေတည်ထားရမယ်။တပါးသူကိစ္စဂျောင်းဝင်တာဝန်ယူခြင်းအာမခံခြင်းမလုပ်ရအောင် သူများပြဿနာခုပြဿနာဖြစ်တတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမှားတတ်တယ်မလိုအပ်ဘဲများစွာ ပြောသောစကားတို့ကိုလျှော့ရမယ်။နောက်လူမရေးကိစ္စတွေမှာတားသမျှတောင်းယူခြင်းကိုလည်းရှောင်ကျဉ်ရမယ်။မနာလိုရန်တိုက်ခိုက်နေကြတဲ့ဖြတ်သန်းရမယ်။အခက်အခဲတွေကိုပြေလည်အောင် ဖြေရှင်းပြီးတော့ထူးခြားသောကံပြောင်းလဲတွေကိုဖဏိနိုင်တဲ့အနေအထားကိုဆောင်ရွက်နိုင်တဲ့ ရှိရနေမှာတော့အရာရာအတိုက်ခံရှိမယ်ခက်ခဲနဲ့ကြုံတွေ့မယ်ကိုယ့်ရနေမှာစိတ်ချမ်းသာမယ်အလိုပြည့်စုံမယ်ရိမှန်းချက်အောင်မြင်မယ်ဆယ်ရနေမှာခီးကံကောင်းမယ်လိုရာပြည့်စုံမယ်ဆယ်တရနေမှာမြင့်မြတ်သောနေတစ်ခုဖြစ်တယ်အဲ့ဒီနေမှာဘာသာရေးဆိုင်ရာကိစ္စတွေလုပ်ရင်လည်းကောင်းတယ်ငွေကြေးကိစ္စတွေလည်းအဆင်ပြေမှုရှိမယ်ဆယ်နှစ်ရနေမှာမနာလိုသူများမယ်မူလစီစဉ်ထားလေတွေအလွဲလွဲချုံချုံဖြစ်မယ်ပြီးမှ အဆင်ပြေမှုကိုရရှိမယ်73ရက်နေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားစွာနိုင်ငံကောင်းခြင်းချိုးဖိခြင်းနဲ့တိုးတက်ခြင်းတို့ကိုရရှိစေနိုင်မယ်74ရက်နေ့မှာရန်ပတိပက္ခတွေကြားတွေကတိုးတက်ခြင်းအောင်မြင်ခြင်းတွေကိုရနိုင်တယ်ဒါပေမဲ့အဲ့ဒီနေ့မှာအရှိရကုန်တည်သွားစဉ်အနည်းဖြစ်တတ်တာကိုတော့ကြိုးစားရမယ်အခြေခံအဖြစ်မနဲ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်ကြာမှသွာလာနေထိုင်ဆင်ခြင်ပြီးရင်တော့ဒီနေ့တာအရာရာ အစဉ်ပြေသောနေထားတွေပဲကိုဥတီတာတွေ့ရပါတယ်။ကြာသာပတင်းနေဗုဒ္ဓုနေတနင်္လာနေ့မွေးသူတွေကိုကိုကောင်းချိုးပေးနိုင်မယ်။တနင်္ဂနွေနေ့ငါနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်တွေဖြစ်တတ်ပါတယ်။၁၅၆ခန်းနေအချိုးပေးပါတယ်။အဝါရောင်လေမောရောင်နှိုးနှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေကိုဆောင်ရွက်ပါမေလ၁၇ရက်နေ့ဟိန်းနေ့ ကဆုံးလာပြည့်နေ့ညောင်ရီသွန်းပွဲနေ့ဖြစ်တဲ့အတွက်ညောင်ရီသွန်းခြင်းကုသိုလ်ကောင်းမှုပြုပါအခြားခြားသောကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ပြီးတော့လောရာဆုတောင်းရင်ဆုတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ၈ရက်ကနေ14ရက်နေ့အတော်အတွင်းမှာမိကောင်းဆွေကောင်းထောက်ကူရမယ် ရီမန်းချက်တစ်တီလက်တွေ့ကောင်ထဲပြောပြီးအောင်မြင်လိမ့်မယ်မေတ္တာရေးစမ်းဖွဲ့မယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရသိမ့်မယ်အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအချိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းကံကြမ္မာကိုကြောင်းမယ်အခက်အခဲတွေကိုပြေလျောင်ဖြေရှင်းနိုင်လိမ့်မယ်ကျမ်းမာရေးအနေငယ်ခြူကြမယ်အနေရောမရှိဘူးသွားနာသွားကြိုက်ဖြစ်မယ် နောက်ခီးကိစ္စသွားလာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုလေးတွေနဲ့ကံမြမမှုလေးတွေကတော့တဆင်ပြီးတဆင်ဖြစ်ထွန်းသွားမယ်။ရှင်းရနေရတော့ကိုယ့်အတွက်အရာရာအစဉ်ပြေသောကံကြမ္မာလွှမ်းမှုတွေ။အဲတော့ကိုယ့်ရဲ့နေမှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်။ဆယ်ရည်နေမှာငွေစုလိုက်ဝင်မယ်လက်ပွင့်မယ်စီပွားကံလုပ်ငန်းကံတိုးတက်မယ်ဆယ်တည့်ရည်နေရတော့ ကစုံလာမြင့်နေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုံရင်စင်ပြေတယ်။ကိုယ့်ရကံချမာမာတဲ့အိမ်ဒီမှာထူးခြားတဲ့ပြောင်းလဲလေးတွေရှိနေတယ်။စနေရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လုတာတွေချိုးပြေတယ်။ဆက်သုံးရက်နေ့မှာယံပတိဘက်ကတွေနဲ့ထိတဲ့ရင်ဆိုင်ပြီး အလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်။၁၄ရက်နေ့မှာ အသွားလာနေထိုင်ကြွဆက်ရမယ်မတော်တဆထိခိုက်မွန်ရည်လေးတွေဖြစ်တတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြမှာသွားလာကြွဆက်ရမယ်အရှိရကုတ်တီသွားစဉ်အန္တရာယ်ဖြစ်တတ်တာလေးတွေကိုကြွဆက်ရမှာဖြစ်ပါတယ်တပတ်တာကာလအတော်တွင်မှာတနင်္လာနေ့သောကြနေငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ် နံပါတ်36ကိုကနန်းနေအကျိုးပေးတယ်အပြာရောင်ပန်းရောင်နေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါဒီကဏ္ဍအတွင်းကဆုံလာပြည့်နေ့မှာညောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါ ထူးခြားစွာ ကောင်းခြင်းကံတွေရလာပါလိမ့်မယ်ယေရှုတည်ပါလေ ေင္ကနိမွေးသူအလုံးမင်္ဂလာပါ2025မေလ6ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ထူးခြားတဲ့ကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရှင်မန်းကျဲအောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ်ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်ဝေကြီးကံလုံကံကစီးပွားကံဘဝကံလုံးစုံရဲ့ကောင်းသောတည်လန်းဖို့ခြင်း အလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိမယ်။ရှင်းရည်နေ့မှာအလုတ်ကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်ငွေတော့အဖတ်မတင်။ကိုယ့်ရည်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ်။ရန်များမယ်တိုက်ခံများမယ်။ဆယ်ရည်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းရှိမယ်။ဆယ်တည့်ရည်နေ့အရာရာဆင်ပြေသောကံကြမ္မာရှိမယ်။ဒီနေ့မှာ လာပြင်းနေကစုံလာပြင်းနေဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်တရားလို့ဆိုအကောင်းသောကိစ္စတွေဆောင်ရွက်၍မွန်မြတ်သောအကြောင်းအရာရဲ့အနှစ်သာရရမယ်လူဒါနပြုပါကုသိုလ်ကောင်းမှုပြုပါစနေရက်နေ့မှာတော့အလုံးစုံကောင်းသောနေထိုင်နဲ့ကံမြင့်မားလာမယ်ရပိုင်ခွင့်နဲ့လဲဝဲပြန်ရမယ်73ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြည်လောက်ကဘဝတန်လန်းကိုဖန်တီးရမယ်74ရက်နေ့မှာတော့အသွာလန်နေထိုင်ကယူဆက်ရမယ်မတော်တဆထိခိုက်မှုအနေကိုအထူးပြုကယူဆက်ရမယ် အရှိရက်ကိုဥတီသွားစရာနည်းဖြစ်တတ်တယ်။မနေ့ခုနိုင်ခွဲနဲ့ကိုးနိုင်တွင်သွားလာနေထိုင်သတိထားပါနေမယ်။ဒီကလာအတော်တွင်မှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။တလေကိုကနံချိုးပေးတဲ့အညိုရောင်ပြာရောင်နုနေရောင်တို့ကဝစ်စင်သောဆွဲပြီးလူရှိရာကိစ္စဆောင်ရနိုင်ပါတယ်။အနီရောင်နှင်းစီပွေဖျားကတ်လူပူဇော်ပြီးလူရဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်တိုက်ခန့်နေတဲ့ထိတ်တိုက်တွေ့မယ်စီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးကြုံမယ်ဥတီချက်လမ်းကြောင်းတွေမှာအတန်းစီအပိတ်ဆိုအနောက်ဆက်တွေနဲ့ကြုံမယ်စိတ်ရှိသီးခံပြီးပြသရမယ် ရန်ပတိဘက်ကနေနဲ့အမြဲကြုံတတ်တဲ့ဆက်ပစ္စည်းတဲ့ဆက်ပစ္စည်းဒီချိန်မှဝယ်နဲ့အဝယ်မှားတတ်တဲ့ဒီချိန်မှငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စေနောင်ရှိတဲ့ရှိတတ်တဲ့ရှိရနေရရန်ပတိဘက်ကနေရင်ဆိုင်ပြီးမှလို့ရှိရပြေဆုံးမယ်ကိုရနေရအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ်ဆယ်ရနေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်ဆက်တရနေ့မှာငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြေဆုံးမယ်အဲ့ဒီနေ့က လာပြင်းနဲ့ကစုံနာပြင်းနဲ့ဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်လဲဆင်းပြင်းမဲ့စနေရနေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့အနှစ်သာရကိုကြုံမဲ့ဆက်သုံးရနေ့မှာပဋိပက္ခတွေကြားထဲကဖြတ်သန်းရမယ်ဆက်လေးရနေ့မှာမတော်တဆနဲ့ဂယူဆိုင်ရမယ်ရန်တိုက်ခံနေတယ်လဲထိတိုက်တွေ့တတ်တယ်ရှေ့ရကုန်တီသွားစရာနေ့ဖြစ်တတ်တယ်မနေ့ခုနှစ်ခွဲနဲ့ကိုးနှစ်တွေ့သွားလာနေတိုင်းအထူးပြုဂယူဆိုင်ရပါလိမ့်မယ်ကြာသာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးတတ်တယ်၅ကိုလေးကနန်းနေချိုးပေးတယ်အနီရောင်ချက်ဆွေးရောင်ပန်းရောင်တို့ကိုတောင်းပြီးလို့ရှိရကိစ္စများဆောင်ရွက်ပါအရင်ဒီဘာမှာရှိတဲ့ဘုန်းတော်ကြီးကျောင်းမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။ဂျာသပတိနေမွေးသွားလုံးမင်္ဂလာပါ။2025မေလ10ရက်ကနေ့ 14ရက်နေ့အတွင်းမှာအပြောင်းလဲတွေရှိတယ်။ရေမှန်းချက်သစ်တွေအောင်မြင်မယ်။ဝေးကြီးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆင်ပြေမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။အကြီးကဲကျမ်းမာရေးချူကြမယ်။နေရာပြောင်းရွှေ့ရှိတယ်။လမ်းသစ်ထွေပြီးလုပ်ကင်တာကြိုးပေးမယ်။ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေကကိုယ့်အတွက်ကောင်းသောခွင့်ရေးတွေဖြစ်တယ်။ဒီရနေ့ကတော့ကောင်းသောကံနဲ့တိုးတက်ခြင်းတွေလွှမ်းမိုးတယ်။ကိုယ့်ရနေ့မှာ ရန်အားလုံးကိုကြော်ပြီးအဆင်ပြေမယ်ငွေကြေးလက်လာပါရေးရကောင်းမယ်။ဆယ်ရက်နေမှာရန်များမယ်မနာလိုသူပေါ်မယ်အရာရာတိုက်ခတ်များမယ်။ဆယ်တရက်နေ့ကတော့ထူးခြားသောခံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်။အဲ့ဒီကကဆုံလာပြည့်နေတဲ့တိုက်ဆိုင်ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများဆောင်ရွက်ပါ။ဆယ်တရက်နေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်။အခက်အခဲတွေဖြေရှင်းနိုင်တယ်။ ်ဆက်သောရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ဖွဲ့မယ်အလိုပြည့်စုံမယ်ဆက်လျက်နေ့မှာရှင်ပြန်မှုမှန်သမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်နေရကိုတော့ဂရုစိုက်ရမယ်အသွာလာနေတိုင်းဂရုစိုက်ရမယ်အရှိရကိုတည်သွားစေနေဖြစ်တတ်တယ်မနဲ့ခရနိုင်ခွဲနဲ့ကိုးနိုင်တွင်အသွာလာနေတိုင်းဂရုစိုက်ရမှာဖြစ်ပါတယ်ကြာသာပရင်းနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းကျိုးပေးတယ် ။တနည်းငယ်တွင်တင်းနယ်လာပွေသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံခုနဲ့အကျိုးပေးတယ်။အစိမ်းရောင်ပြာရောင်မိခိုးရောင်တို့ကိုဝှက်ပြီးလောရာကိစ္စများရှေးတိုးဆောင်ရွက်ရဲ့အစဉ်ပြေမှုကိုကြုံနိုင်ပါတယ်။ဒီကာလအတွင်းအနည်းပါးမှရှိတဲ့ဘုန်းကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ 2025မေလ6ရက်ကနေ14ရက်နေ့အတော်တွေမှာရံများမယ်တိုက်ခတ်များမယ်မူလရည်မှန်းထားတာဒီဆောင်ရွက်တဲ့အခါမှာ အတိုက်ခံနေတဲ့ဂျုံပဲစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာရတဲ့ဂျုံပဲကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေ့တို့လောက်ကန်ခြင်းနေရဲ့ကောင်းသောကျိုးဆက်ကိုရမယ်အတိုက်ခံနေတော့ရှင်ပြီးလောက်ရမယ်မူလငကိုစီမံပြီးလုပ်တဲ့လူမှန်သမျှအကုန်လုံးအလွယ်လွယ်ချော်ချော်ဖြစ်ပြီးတော့ စီမံကိန်းမဟုတ်ဘဲနဲ့ပေါ်ပေါ်လာတဲ့ခြေနေတွေကိုလက်တွေ့သုံးသပ်တဲ့လူတွေအတွက်တော့ဒီချိန်ကောင်းတယ်ပြန်လည်ဆောင်ရတာတွေရှိတယ်လောရတဲ့ကိစ္စတွေလည်းဆင်းပြေသွားနိုင်မယ်လမ်းကြောင်းသစ်တွေကိုလှုပ်ချင်းတဲ့လမ်းကြောင်းဟောင်းတွေကိုပြန်လည်သုံးသပ်လုပ်ကန်ရတဲ့အနေအထားကိုရောက်ရှိနေတယ်ရှင်းရနေမှာတော့အထက်ခံသိမြတာပဲမှန်တယ်တဲ့လက်တွေကွာမယ်ကိုယ့်ရနေမှာ ရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုရရှိမယ်ဆယ်ရနေမှာ ရပိုင်권တွေလဲဝယ်ပြန်ရခြင်းတိုးတက်ခြင်းတွေကြောင့်ပဲစတရရနေ့အရာရာကောင်းသောနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်စတရရနေ့ရပိုင်권တွေလဲဝယ်ပြန်ရခြင်းအတိုက်ခံကြမှာတိုးတက်ခြင်းရှိမယ်စသောရနေ့မှာယံများမယ်တိုက်ခံများမယ်စိတ်ပပန်းဒုပပန်းဖြစ်မယ်စလေးရနေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်သို့တော့မတော်တဆအနေကိုယူဆရမယ် အရှိရကုတ်တီသွားစရာနည်းရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာကျူးဆက်ရမှာပေါ့ကြာသာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်အင်္ဂါဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်369ကုကနန်းနေ့ချိုးပေးတယ်အပြာရောင်ပန်းရောင်ညောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်၍ထူးခြားသောကျိုးဆက်ရရှိမယ်စတေးရနေ့ကစုံလာပြင်းနေ့မှာ အလူဒါနာပြုပါကုသိုလ်ကောင်းမှုပြုပါ ထူးခြားတဲ့အနာဂတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့အတောအတွဲမှာလောကမြတ်ရည်ရွယ်သမျှအောင်မြင်မယ်ဒီအချိန်ဒီကာလကိုအတွက်ကောင်းတဲ့ကာလဖြစ်တယ်စိုးတဲ့ကိစ္စကြုံရင်လည်းရဲတင်းတင်းရင်ဆိုင်ပြီးဖြေရှင်းမှာအလုံးစင်ပြေသွားရမယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေမှာ ကိုမှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းလौဒ္ဓမြအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့အနှစ်သာရတွေပေါ်လွင်နေတဲ့ယက်တီချက်သစ်တွေကိုလှုပ်လို့ရတယ်အလုံးမရှိအလုံးရကိုရနိုင်တယ်အလုံးရှာနိုင်တယ်ဝေချစ်ဒီချင်းမြုပ်နိုင်ရင်သေချာပေါက်အကျိုးမြတ်ရရှိမယ်ရှင်းရနေရအရာရာကံကောင်းတဲ့နေ့ကိုယ့်ရဲ့နေ့မှာရှင်ပြန်မှုမမြောင်မြင်ခြင်းပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုရမယ်ဆယ်ရနေ့မှာတော့ရရထိမ့်သိမ့်ပြီးလောက်အလွယ်တကူရတာမရှိဘူး စက်တရက်နေ့မှာပေါ်လာတဲ့ခွင့်ရည်တွေလက်တွေ့သုံးချအဲ့ဒီကလပြည့်တဲ့နေ့ကစုံလပြည့်နေ့ကုသိုလ်ကောင်းမှုပါလုပ်လိုက်ထူးခြားစွာကောင်းသွားနိုင်မယ်စက်တရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုလှုပ်ဆရာရှိတာရှေ့တိုးလို့စက်သုံးရက်နေ့မှာရှင်ပြန်မှုမမှန်အောင်မြင်မယ်အပြန်ဆိုင်တိုက်ခတ်ကြထိုးပေါပြီးလုံးဝနေမယ်စက်လေးရက်နေ့မှာသွာလာနေတဲ့ thank you ဆန်ရမယ်မတော်တဆအနေဖြစ်တတ်တယ်အရှိရကုန်တည်သွားစံနေဖြစ်တတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုယ်နိုင်တွင်သွာလာနေတဲ့အချိန်ကယူဆိုင်လိုက်ရဲ့ အတော်တန်ကိုဆင်ပြေသွားစရာအကြောင်းရှိပါတယ်။ဒီကံလာအတော်တွင်မှာဇာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်။တနည်းလားတောက်ကြမွေးသူများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်။၃၆ကိုကနန်းကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်သုံးပြီးလူရှိရာကိစ္စဆောင်ရွက်ပါ။အဖြူရောင်လက်ကင်မွားတတဲကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပြီးတော့လူရကိစ္စဆောင်ရွက်ပါ။အားလုံးဆင်ပြေပါမယ်။ကျေးဇူးတင်ပါတယ်။